ကျွန်တော်ဟောပြောမဲ့အထက်မှမပါပါဘူး။အဲကျွန်တော်ပြောချင်ပါတယ်မြန်မာလူမျိုးများတရုတ်ဆက်နဲ့နည်းနည်းတူပါကျွန်တော်ဒီယိုမလာခင်ပဲကျွန်တော်အိမ်မှာကက်ဆက်ပြတ်တဲ့အတွက်ကျွန်တော်ကက်ဆက်တစ်လုံးသဝဲ့ပါတယ်ကျွန်တော်မှာငွေကြီးအများကြီးမတတ်နိုင်ပါဘူးမတတ်နိုင်တဲ့အတွက်ကျွန်တော်အဲ့ဆက်တွေသွားကြည့်ပါဂျပန်ဆက်2000ဆိုတာလက်လီလုံးလောက်ပဲရှိပါတတိလေးပဲ ဒါပေမဲ့သူကရေးစစ်ခံပါတယ်အတန်ဖွင့်လို့ရှင်လေဒီအတိုင်းထွက်ပါတယ်ဒါပေမဲ့သူ့ရဲ့အာမခံရတဲ့ဟာတခုကတော့ဒါရေးစစ်ခံတယ်လို့သူအာမခံတာပါတယ်ဒါပေမဲ့ငွေပေးရတာချင်းတူရင်ကျွန်တော်တို့အကြွားတန်တဲ့ကောင်ကတရုတ်ဆက်ပဲရွေးပါမတောင်းမဲ့ပြရတာခါလောက်ရှိဆက်ကအကြီးပါဖွင့်လိုက်တော့ဒုံဒုံတိုင်းတိုင်းနဲ့ ဟိုလိုပဲအတန်ထွက်တယ်ဟိုထတ်တောင်ကျဲသေးတယ်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်စဉ်းစားတယ်မင်းဘာရွေးမလဲကြည့်တော့โอเคဂျပန်ဆက်ကပိုကောင်းတယ်ပိုခိုင်မာမယ်ဆိုတာသိတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာအဲ့လိုတတိကွကွလေးနဲ့အတန်ထွက်တဲ့ဟာကျွန်တော်မရွယ်ပါဘူးကျွန်တော်ကကျွန်တော်ရည်ရွယ်ချက်ကကောင်းပါတယ်ခါလောက်ရှိတဲ့ဆက်ကြီးနဲ့အရှိမတင်နာမဲ့ပတ်ဝန်းကျင်ရောဒုက္ခပေးမဲ့လူတိုင်းငါ့ကိုကြည့်အောင် ဟာဒါတော်ပြီအဲ့တော့ကျွန်တော်တရုတ်ဆက်ကိုပဲရွေးပါတရုတ်ဆက်ကလည်းသူကဖွင့်ပြတယ်ဖွင့်လိုက်တော့ဒုံဒုံတိုင်းနဲ့မီးတွေလည်းအများကြီးလင်းတယ်ခလုတ်ကိုနှိပ်လိုက်တယ်ဒုံးဆိုအာလုံးဝဝါကာဝါကာတွေကြားနေရပြီးတော့ stock clue ကိုနှိပ်တဲ့အချိန်မှာ play clue ကခုန်ထွက်ဒုံးခုန်ထွက်လာအဲ့ကောင်ရှောက်ဖမ်းတယ်ရောင်းတဲ့လူဖမ်းပြီးတော့ပြန်တက်ထည့်လိုက်တော့ဟာမင်းအဲ့ဒါဘာဖြစ်တာ ဆရာဒီဆက်ကတော့ဒီလိုပဲဘာမှမပူနဲ့အတန်တော့ကကောင်းတယ်အဲ့ဒါကျွန်တော်โอเคကျွန်တော်လည်းကြွားကျင်တဲ့ကောင်းဆိုတော့အဲ့ဆက်ပဲဝယ်တော့မယ်ဇာအဲ့ဆက်ပဲဝယ်တော့တကယ်ကြည့်တဲ့အခါကျတော့သူ့စီမှာဘာတစိမ့်မှမပါဘူးအဲ့ကဆက်မှာဘာတစိမ့်မှမပါဘူးအဲ့ဒါကျွန်တော်ဟာမင်းအဲ့ဒီဆက်ကြီးဝယ်ပြီးတော့2000ကျင်းတူတူကဟိုဟာဆုံးနေရမယ် ဟိုကဆန်ညိုရောင်အဲ့လိုမျိုးကြောင့်မင်းဟာဘာတစိမ့်မှလည်းမပါဘူးအဲ့ဒါဘာဖြစ်တာလဲဆရာလွယ်လွယ်လေးဆရာဘာတစိမ့်လူစင်မပြောဟမ်ဘာတစိမ့်ပိုင်အိုနီယာကျွန်တော်မှရှိရဆရာကျွန်တော်ကတ်ပေးလိုက်မယ်အဲ့ဆက်ကပိုင်အိုနီယာဖြစ်သွားဆမ်ဆောင်းလို့ကျင်လာဟာရတယ်လေဆရာဆမ်ဆောင်းကျွန်တော်မှတစိမ့်ရှိဟောမှာဒီဟာရလေးကတ်လိုက်လို့ကျင်အဲ့ဆက်ဆက်ကဆမ်ဆောင်း ကျွန်တော်တို့မြန်မာလူမျိုးများတရုတ်ဆက်လို့ပါဘာတစိတ်ကကโอเคပါအရင်တော့လူလူပြိတ္တကြီးရှင်ဆိုရက်လူဘယ်ရောက်သွားလဲအခုအခုဘယ်တစိတ်ကိုပြောင်းကတ်လိုက်လဲအရင်တော့ဘောလုံးပွဲတွေဘောလုံးကြံနေဆိုတာနံပါတ်1ပဲအခုအချိန်မှာဘောလုံးကြံနေကိုတယောက်မှမဖတ်တော့ပြီးတော့တည်င်းကြံနေပြန်ဖတ်ကြတည်င်းမှာတည်င်း တည်တင်းမှာတည်တင်းတည်တင်းမှာမဖက်ရလို့ရှိရင်ငါတို့တော့ခင်နှုတ်ကြကြီးရဲ့တည်တင်းကြနေလေပြောင်းဖက်ကြအခုတည်တင်းကြနေဖက်တဲ့လူတွေဘယ်ရောက်သွားလဲအခုနိုင်ငံရေးပါတယ်နိုင်ငံရေးပါတယ်လူတိုင်းတနိုင်ငံလုံးနိုင်ငံရေးပါတယ်အားလုံးကနိုင်ငံရေးကြနေမှာမဖက်လို့ရှိရင်ဘာဖြစ်မလဲကျွန်တော်မသိပါဘူးကျွန်တော်တို့ဒီမှာအလုံးပေါင်းမြောက်များစွာပေါ်ဘူးတယ် အရင်တော့နှလုံးသုံးလုံးတနိုင်ငံလုံးကစားရယ်နောက်ပြောတော့မဟုတ်တနိုင်အခုဒီမှာရှိနေတဲ့လူအရွယ်ရောက်ပြီးဒါလူမှန်သမျှကျွန်တော်တို့အရွယ်မှန်သမျှနှလုံးသုံးလုံးအားလုံးကစားရယ်ပြီးတော့တလုံးဘော်လုံးဘက်ကိုလှည့်သွားတယ်တနိုင်ငံလုံးလှည့်သွားတယ်တယောက်တည်းလှည့်သွားတော့မဟုတ်တော့တယောက်တည်းလှည့်သွားတော့မဟုတ်ပြီးတော့ ਨੇ တနိုင်ငံလုံးဘီလီယံဆိုဘီလီယံထိုးကြတယ် နင်းမြေအစုံမှာနေရအစုံမှာဘီလျက်ခုံနေဖြစ်ကုန်ပြီးတာနဲ့ခောက်ဒီအော်ခောက်ခောက်ဆက်တစုံ350 60 350 600ရဘသူမှမဝင်နိုင်ဘူးဒါမဲ့ရက်ကွက်လမ်းပေးရအစကိုဖါသာကိုလှုပ်တယ်ပဲတစ်သားခောက်တယ်နဲ့ခောက်ရိုက်တယ်အဲ့တော့ကျွန်တော်ပြောတာဗမာလူမျိုးများတည်ယူစံတဲ့တူတယ် ဘာတစိတ်ကကအကုန်အယောင်ပြောင်းတယ်အခုအကုန်အယောင်ပြောင်းကုန်ညပြန်အရင်တော့ရှိနေတဲ့ဟာတွေမှန်သမျှအခုလည်းအကုန်အယောင်ပြောင်းပါကျွန်တော်ငငယ်တော့ဆိုလို့ရှင်ဒါလေ तू ဟိုခေဆက်ဆက်သင်ကြားလာတဲ့သင်ခန်းစာတွေကိုကျွန်တော်တို့ကကြည်လာရအောင်အဲ့တော့ကျွန်တော်တို့ကမပြောင်းချင်လည်းပြောင်းသူကဒါကိုခွင့်ပေးလို့ရှိရင်ဒါကိုပဲစုပြုံလို့ အာနှလုံးနိုင်ခင်မှာနှလုံးနိုင်ခွင့်ပေးရဆိုတနိုင်ငံလို့အမလီရေးတော်မဖန်ဘူးပျော်စရာကောင်းလိုက်တာအာဒိုင်းညောထိုးသားတွေရောပျော်လိုက်တာဖမ်းပြီဆိုရင်မရှိတော့ဘူးနောက်တစ်ခုပြန်သွားတယ်ကျွန်တော်တို့ကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ငငယ်တော့ကကင်းကြီးပြည်နယ်မှာကျွန်တော်တို့နေနေစဉ်တော့ကျွန်တော်တို့အကြီးပြည့်တဲ့ပုံစံတူတယ်လူတိုင်းကကရင်လူမျိုးတွေကညာတော်အဖြစ်သူတို့ကခလေးကိုမကြည့်နဲ့ မကြည့်နိုင်တဲ့အခါကျတော့ကျင်းတဲ့ကိုချက်ချပေးတယ်မွေးလာတာနဲ့ဒီကလေးကိုသူရရှိမကြည့်နိုင်မကြည့်နိုင်တဲ့အတွက်ကျင်းကိုကျင်းတစ်ခုတူးလိုက်တယ်နှစ်ပေလေးပေပေါ့အမြင့်လေးကနှစ်ပေလောက်ရှိတယ်အကျဲကလေးပေလောက်ရှိတယ်အကျင်းနဲ့ကိုချပေးလိုက်အကလေးကဘာမှမိဘကဘာမှလှည့်ကြည့်စရာမလိုမိဘကထမင်းချက်ချင်းချက် ်ဟိုကောက်ဆက်ချိန်ကြရင်စိုက်စဘာထောင်းချိန်ကြရင်ထောင်းဒီကလေးကိုလှည့်ကြည့်ကြရမလို့အဲ့ကလေးကအဲ့နှစ်ပေလေးပေကျင်းနေရဘယ်တော့မှမထွက်ဘူးစိတ်ချရတယ်ဒီကျင်းနေမှာပဲဒီကလေးရှိနေတယ်အဲ့ကလေးကလည်းသိစိတ်ချရတယ်ကျင်းနေမှာရှိရဟာမှန်သမျှအကုန်ကောက်စားပြီးအသက်ရှင်မသိဘူးပြီးအကျင်းတော့လေးဘက်ထောက်တယ်အဲ့ကျင်းတော့မှာပဲထားထိုင်ပြီးရင်အရွယ်ရောက်လာတဲ့အခါမှာ ူအဲ့ကျင်းတဲ့ရံကိုကုတ်တက်တယ်ပြီးတော့သူကလောကကြီးကိုကြည့်ဆိုတော့ကျွန်တော်တို့အားလုံးကကျင်းတဲ့အခြားခန္ဓာကဒီတဲမှာပဲလေးဘက်ထောက်ဒီတဲမှာပဲမှောက်နေပါဘယ်တော့မှကျင်းပြို့တက်မကြည့်ပါကျင်းမြတ်တက်ကြည့်လို့ရှိရင်မင်းအတွက်အန္တရာယ်အများကြီးရှိရယ်ဆိုတာမျိုးထားရတာပါဒါမဲ့အရွယ်ရောက်လာတဲ့နှစ်နှစ်သုံးနှစ်ตาခလေးကိုယ်တိုင်อ่ะ ဒီကျင်းနိုင်ရန်ကိုကုတ်တက်ပြီးကြည်ပါသူထိုင်နေဒီကျင်းထဲမှာရှိတဲ့ဟာသူ့အမေပကံချက်ချတာပဲအဲ့ပကံနဲ့ဟာစားတယ်စားစရာမရှိအဲ့ဒီမြေကြီးစားတယ်သူ့ဘာသာသူစားစရာမရှိဒိုင်းထားထိုင်နေသူ့ဘာသာသူတင်လာတယ်ပြီးတာနဲ့ကျင်းနိုင်ရန်ကိုကုတ်တက်တယ်ကုတ်တက်ပြီးတော့သူမတ်တက်စမ်းတယ်နှစ်ပေပဲရှိတယ်သူ့ခေါင်းကိုလွတ်နေတယ် ကျင်းလေးတဲ့မှာသူအပြင်းကိုရှောက်ကြည့်သူမတက်စမ်းမအဲ့တော့မှသူကြည့်ပြီးတော့ဟောအပြင်းလောကမှာဓာရီရှိပါလားဒီလိုတွေဖြစ်နေပါပြီဓာရီလည်းရှိနေပါဆိုတဲ့အချိန်ကျမှသူကကျင်းပေါ်ကုတ်တက်တယ်ကုတ်တက်ပြီးတော့မှအပြင်းလောကရောက်တဲ့အချိန်မှာသူခုနစမ်းရတဲ့မတက်နဲ့သူလမ်းလျှောက်တက်ပါပြီနေရာတိုင်းကိုသူသွားတက်ပါပြီအဲ့တော့ ူသူ့မှာအခွင့်အရေးတစ်ခုရှိတယ်။နေရာဆိုသွားဖို့အခွင့်အရေးတစ်ခုရှိပါတယ်။အဲ့တော့ तू ကအရင်ချင်းနေရာနေတက်ပြောအမေမလို့ပါဘူးအဖေမလို့ပါဘူး။ तू သွားချင်တာသွားလို့ရပါတယ်။တခါတလေမှလဲအနေနဲ့ကျုံပါတယ်။တခါတလေမှလဲအောင်မြင်မှုနဲ့ကျုံပါတယ်။အောင်မြင်မှုနဲ့ကျုံတဲ့အချိန်မှာပြောကြပါတယ်။ပြောပါတယ်။အဲ့ခလေးကပြောပါတယ်။အနေနဲ့ကျုံတဲ့အချိန်မှာလဲ ငိုပါတယ်ဆိုတော့ကျွန်တော်အဖေကဝန်ထမ်းပါတသက်လုံးဝန်ထမ်းလုပ်ခဲ့ပါသူ့အဲ့တိုင်းပဲကျင်းနေခြားတာပါသူအဲ့ကျင်းနေမှာပဲပြောပါတယ်သူဘယ်တော့မှကျင်းနိုင်ရန်ကိုကြော်ပြီးတော့မကြည့်ခဲ့ဘူးပါပြီးတော့သူအဲ့ကျင်းနိုင်ရန်ကုတ်တက်ပြီးတော့တခြားနေရာကိုသွားဖို့ဘယ်တော့မှမစဉ်းစားခဲ့ဘူးပါဆိုတော့ ဒီတန်းမှာစัจကနေတဲ့လူလည်းပါမယ်စัจကနေတဲ့လူကသူ့မိသားစုအရေးနဲ့ချင်းနဲ့ချရတယ်လို့ပါဒီစัจကမှမနေရဒီစัจကမှရဲပန်းဒီစัจကနဲ့မှအသက်မရှင်ရငါဘာမှလုဆရာမရှိဘူးလို့ထင်ပါဥမာဆိုပါတော့ကာသမတယောက်ကကာမောင်းမှုပဲသူစိတ်ထဲမှာရှိပါဒီကားမောင်းမယ်ဒီကားမောင်းရရင် ဒီကားတော့တစ်ခုခုဖြစ်သွားရင်ငါမိသားစုဓမင်းအိုကွဲရကြီးရဲ့ဒီလိုပဲတွေးပါတယ်ဝန်ထမ်းတယောက်ကလည်းကျွန်တော်အဖေလိုဝန်ထမ်းတယောက်ကလည်းသူရွရွပဲတွေးပါတယ်ငါဝန်ထမ်းပဲဒီချင်းလေးတည်းမှာပဲငါပြောဒီကနေပြီးတော့ငါဘယ်တော့မှထွက်လို့မရငါဒီရက်ထွက်တော့လို့ရှိရင်ငါဘာလို့စားမလဲဘာမှလှုပ်ရှားလို့မရဘူးလို့သူကသူထင်ပါတယ်အမှန်တော့ကျွန်တော်ပြောသလိုပါပဲကျင်းမော်ကြုံမကြည့်ခဲ့ဘူး ျင်းနှခမ်းကိုတွေ့မတက်ခဲ့ပြီးတော့ကဘာလောကကိုလမ်းမလျှောက်ခဲ့ဘူးအဲ့တော့ကျွန်တော်အဖေကတက်တန်ကုန်တဲ့အထိဝန်နံမဲ့လွတ်သွားတယ်သူဘယ်တော့မှဘာကူမှမပြင်ခဲ့ဘူးပေါ့အဲ့တော့ကျွန်တော်ဒီမှာလာနားထောင်နေတဲ့ပရိသတ်တွေလည်းចောင်းသားတွေလည်းပါရင်ပါမယ်အဲဝန်နံတွေလည်းပါမယ်နောက်ပြီးတော့အစည်းအဝေးလုပ်ငန်းရှင်တွေလည်းပါမယ်မယုံကြည်ပါဘူး ကိုခြေရခွက်လိမ့်မှာပဲပြောစရာကောင်းတာမဟုတ်ပါဘူးကိုချပြီးတော့ကျင်းလေးတစ်ခုပါပဲကျွန်တော်တို့ဘယ်နေရာနဲ့မဆိုပြောလို့ရပါတယ်ကျွန်တော်တို့ကိုချပြီးတော့ကျင်းလေးတစ်ခုပါအဲ့ကျင်းကနေပြီးတော့ကြော်ကြည့်ပါပြီးရင်တက်ကြည့်ပါပြီးရင်လမ်းလျှောက်ကြည့်ပါအဲ့ထက်ပူကျဲပြန့်တဲ့နေရာတွေအများကြီးရှိပါတယ်ကျွန်တော်တို့အားလုံးလည်း အခုလွန်လဲပွင့်လင်တဲ့အချိန်ဖြစ်ပါပြီအဲ့တော့အားလုံးကဒီကျင်းလေးရနေကိုယ့်ကိုချတာပြီးတဲ့ကျင်းလေးရနေပြီးတော့အားလုံးကိုကြောကြောကြည့်စေချင်ပါတယ်ဇာတိကျွန်တော်ဆက်ပြီးတော့ပြောပြပါမယ်တကယ်လို့ပြောမဆူမရှိရင်လဲကျွန်တော်နည်းနည်းတော့ခွန့်လွှတ်ပေးပါဘေးရမဆိုခုနတော့လို့ပါကျင်းနဲ့ချတာတဲ့ နေရမှာပဲပြုံမှုပြုံမှုနေမှာဆိုရင်ကျွန်တော်တို့ဘုရားဘလူမတာယာနိုင်မှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်မှကျွန်တော်ကြိုးစားလို့ရတဲ့ဂါဒစီရှိပါတယ်အဲ့ကလူလန်းလျှောက်တာပြတ်တော့ညံ့ပါတယ်ဖြစ်ဖြစ်ပဲသွားနိုင်မှာဒါမဲ့လူလန်းလျှောက်တာထက်သူများလန်းလျှောက်တာထက်ညံ့အောင်သွားနိုင်တဲ့ဂါဒစီပဲလေကျွန်တော်အဲ့ကနဲ့ဘယ်နေရာမဆိုသွားလို့ရတာပါ ဒါပေမဲ့ကျွန်တော်တို့လမ်းထိပ်မှာဘာဖြစ်နေလဲဆိုတော့တလန်းမောင်းလန်းရှိတလန်းမောင်းလန်းဆိုတော့လူတိုင်းသိပါလိမ့်မယ်ဒီနေရာမဝင်ရဘူးဟိုဘက်ကနေပြန်ပက်ပြီးတော့ထွက်ကျွန်တော်လမ်းကဒီတလန်းမောင်းလန်းမယ်ကျွန်တော်အိမ်ဝင်ဖို့အတွက်ကိုတလန်းမောင်းလန်းမယ်ပြီးတာကျွန်တော်သွားကျင်ဟိုဘက်ကနေပတ်တော်လို့မရဘူးဒီလမ်းကိုပဲဆောက်ဥမာခုနကျွန်တော်ပြောတဲ့အတိုင်းပါပဲကျွန်တော်မှ တာမန်လမ်းလျှောက်တာထက်ပူမြန်တဲ့လမ်းတစ်ခုရှိရဲ့ဟိုယင်တစ်ခုရှိရဲ့ကျွန်တော်ကျွန်တော်ယင်လောက်တော့ကျွန်တော်မြန်မြန်သွားချင်တယ်ဒါမဲ့တလမ်းမောင်းလမ်းဆိုတဲ့ထုံးစံအတိုင်းပါပဲကျွန်တော်အရှိမတခုခုပိတ်နေကျွန်တော်ဘယ်ဟူမှမရောက်ပါဘူးဆိုကြပါတော့ကျွန်တော်အရှိမမိသွေးကားကြီးတစ်ခါလေပိတ်နေတာကြဲသွားတယ်အဲ့မိသွေးကားကြီးကိုကျွန်တော်ဘယ်လို့မှကြော်လို့မရပါဘူး သူ့အနောက်ကတော့လိုက်ရဆိုတော့ကျွန်တော်ကအဲ့မိသွေးကထပ်ပိုးမြမြမောင်းနိုင်လို့ရှင်တော့ကြော်တော်လို့မရပါဘူးတခါလေကျရင်ရေတန့်တွန်းနဲ့ရေလှဲလေးကျွန်တော်ကျုံရတယ်အဲ့အနောက်ကပဲကျွန်တော်လိုက်ရသူ့ဘာသာသူ့အဖြစ်ဖြစ်လေးတွန်းပြီးရင်ရေကကိုအိမ်မှာချဒီအိမ်မှာချကျွန်တော်ဘာမှမတက်နိုင်ပါဘူးသူ့အနောက်ကပဲကျွန်တော်လိုက်ရပါ ကျွန်တော်ဆိုလိုတာကတော့တလမ်းမောင်းလမ်းဖြစ်လို့ရှင်ဥဆောင်သူကကောင်းရတယ်ဥဆောင်သူကမြ мян သွားရင်ကျွန်တော်တို့ကအနောက်ကနေမြ мян လိုက်လို့ရတယ်သူကပိတ်နေလို့ရှင်ကျွန်တော်တို့ရှေ့ဆက်လို့ဘလို့မှမဖြစ်နိုင်တခါလဲအဲ့လမ်းမောင်းလမ်းမှာပါပဲဆိုတော့လူကြီးနှစ်ယောက်ကအဖိုးကြီးနှစ်ယောက်ကနားလဲမကြောက်သူတို့ကလမ်းကလေးကိုလည်းဖြည်းဖြည်းလေးရှောင်တယ် ကျွန်တော်မှာသူ့ထက်မြန်တဲ့ကားရှိတယ်။ဒါပေမဲ့ကျွန်တော်သူ့သူ့ကြော်လို့မရပါဘူး။သူ့အနောက်ကပဲကျွန်တော်ဖြည်းဖြည်းလေးလိုက်ရပါတယ်။အဲ့တော့ကျွန်တော်ရဲ့အချိန်လေးကျွန်တော်ရဲ့စိတ်ကူးလေးအားလုံးဆုံးရှုံးပါအမှန်တကယ်ဆိုလို့ရှိရင်တလန်းပေါင်းလန်းဖြစ်နေအရှိရလို့ရတော့ မြ мян တော့သွားတင်တယ်အဲ့တော့မှကျွန်တော်တို့ကနောက်လိုက်ပါပဲဥဆောင်ဖို့အခုနကဘုံညီမညို့လို့ပေါ့ကျွန်တော်သာတမနာဖြစ်ရင်ဆိုတော့စိတ်ကူမရှိပါဘူးသူတမနာဖြစ်ရင်ကျွန်တော်နောက်အလိုက်အဲ့သူမြ мян သွားရင်တော့ကျွန်တော်အနောက်ကမြန်မယ်အဲ့သူကမသွားဘဲနဲ့အရှိအပိတ်ရနေဒီလမ်းမကောင်းဘူးကွာဒီလမ်းမကောင်းဘူးကွာသူလည်းမပြင်ပေဘူးကျွန်တော်လည်းဘယ်မှသွားစရာမရှိဘူးဆိုတော့ကျွန်တော်စီမှာခုနပြောသလို တခါလေကျလို့ရှင်လာလူတွေကိုကျွန်တော်အံ့ဩပါတယ်ဗမာဆိုတဲ့အမျိုးကတိတ်အံ့ဩဖို့ကောင်းတယ်တအားအံ့ဩဖို့ကောင်းတယ်ခုနကကျွန်တော်ပြောတဲ့တရုတ်ဆက်လို့ပါပဲအယောင်ပြောင်းလဲသိမြန်ပါကျွန်တော်ဒီမှာကားတစ်စီးရှိတယ်ကျွန်တော်အရှိရနေပြီးတော့ကားမောင်းတယ်ဟိုလိုင်းကနှစ်စီးကပြိုင်သွားတယ်အပြိုင်မဲ့သွားနေကြတယ်သူတို့ပြိုင်သွားတာကျွန်တော်နဲ့မဆိုင်ပါဘူးကျွန်တော်ကကျွန်တော်လမ်းကိုကျွန်တော်သွားတယ်ကျွန်တော်ဖာသာကျွန်တော်ဖြည်းဖြည်းလေးသွားတယ် တနည်းကြတော့အဲ့ဒီကာတစီကအပြိုင်သွားတဲ့အရှိကပိတ်ရပါတယ်ဒုတိယကျွန်တော်ဖြစ်နေကျွန်တော်ကားကောင်းကသူ့ဘက်ကိုဟိုကြော်မလို့ခေါင်းတည်တာတဲ့အနောက်ကာတစီကလည်းသူ့အတိုင်းပဲသူတို့ပြိုင်နေတဲ့ကာနစီမို့လို့အနောက်ကနေလာထိုးရက်ထိုးရတော့ကျွန်တော်အရှိလည်းသွားလို့မရအောင်အနောက်လည်းဆိုးလို့မရအောင်အဲ့ဒီမှာအနောက်ကကားသမားကျွန်တော်ပြောတယ် ဆရာကြီးတစည်းလောက်ဆရာကြီးတစည်းလောက်ဆိုတော့ तू อ่ะကျွန်တော်ကျွန်တော်သာထွက်လိုက်လို့ရှင် तू နဲ့ကျွန်တော်နဲ့ကားချင်းတိုက်မှာတိုက်မှာဆိုတော့ तू อ่ะကျွန်တော်မထွက်အောင်ပြောတာဆရာကြီးတစည်းလောက်ဆိုတော့ကျွန်တော်ကြော်ပြရစီဆိုတော့အတိတ်ပဲပေါ့ဒါပေမဲ့ तू ပြောတဲ့မျက်နှာမှာအဲ့စပယ်ယာမျက်နှာမှာအတနာခန္ဓာလည်းမဟုတ်ပါဘူးအခွင့်ရေအခွင့်ဩဇာပေါ့အတနာခန္ဓာလည်းမဟုတ်ပါဘူးအမိတ်ပေးတာလည်းမဟုတ်ဘူးဆရာကျွန်တော်သွားမယ်နော် ဆိုတဲ့အမိတ်ပေးတာလည်းမဟုတ်အတနာခံတာလည်းမဟုတ်ကျွန်တော်အနေနဲ့လည်းကျွန်တော်စဉ်းစားတယ်ဒီလူကိုကျွန်တော်ကားစီးနေရာပေးလိုက်လို့ကျွန်တော်ဘာဖြစ်မှာဘာမှမဖြစ်ပါဘူးကျွန်တော်ခကြီးရကျွန်တော်အေးအေးဆေးဆေးပါသူ့ကိုပေးပြီးတော့ကြော်လိုက်ပါတယ်သူကကြော်သွားပါရှစ်ကားနဲ့သူကြော်တာနဲ့ရှစ်ကားကလည်းသူ့လိုပဲပြန်ထွက်ပါတယ်ကားနှစ်စီးပြန်ပြိုင်ရတယ် ပြန်ရတယ်သူတို့ဘာသာသူတို့ပြန်တယ်မှတ်တိုင်မှာပြန်ရကြတယ်ပြီးရင်တစည်းကထွက်တယ်တစည်းကအနောက်ကလည်းထွက်တယ်ကျွန်တော်လည်းမဆိုင်ပါဘူးကျွန်တော်ကတော့ကျွန်တော်အေးစစ်မောင်းတာတနည်းအားကြတော့အလုပ်ပဲပြန်ဆုံးပါတယ်ရှေ့ကအလုပ်ပဲပိတ်ကြတယ်ကျွန်တော်အနောက်မှာအနောက်ကအဲ့ဒီကားကလည်းဒီတိုင်းမှာအဲ့မှာအဲ့ဒီစပယ်ရပါပဲဘုနာစပယ်ရပါပဲကျွန်တော်ပြောတယ်ဆရာကြီးတစည်းလောက်သူ့ ရဲ့အတ္တမှာဂုဏရောအတိုင်းပါပဲအမိတ်ပေးတာလည်းမဟုတ်ပါဘူးအတ္တနာခန္ဓာလည်းမဟုတ်ပါဘူးသူ့အခွင့်အရေးတစ်ခုပေးပါဆိုတဲ့အတ္တမျိုးပါကျွန်တော်ကသူ့အခွင့်အရေးပေးပါတော်ဇာအိုက်ကလည်းဒီတိုင်းပဲကျွန်တော်ဘာမှလည်းနှုတ်မဆက်ဘူးဘာမှလည်းလက်မပြောက်ဒီတိုင်းပဲသွားပါကြော်သွားပါပြန်ပြီးတော့ကြော်သွားတယ်ပြီးတော့သူတို့ကန်းစီပြန်ပြိုင်နေတယ်မှတ်တိုင်လင်းကားတိုင် အဲ့အတိုင်းကြုံရပါဘာကြောက်လဲဆိုတော့ကျွန်တော်ကကျွန်တော်အရှင်နဲ့ကျွန်တော်သွားတယ်သူတို့အလောတကြီးတက်တုတ်ရိုက်သွားတယ်ပြီးရင်လူရတဲ့နေရာမှာကြောက်ချောက်ရက်ပြီးတော့ဒီအတိုင်းပြန်လုတဲ့အတွက်ကျွန်တော်နဲ့၄၅ချိန်ကြုံပါတယ်အဲ့မှာနောက်တစ်ချိန်ကြတော့မှကျွန်တော်ကအဲ့နောက်တစ်ချိန်ကြတော့မှဘာဖြစ်လဲဆိုတော့ကျွန်တော်ကအဲ့ကားနစီလုံးရဲ့အနောက်မှာဖြစ်နေပါတယ် အရှိယကာရဇီယပိတ်ရနေတယ်အနောက်ကာရဇီယကျွန်တော်အတိုင်းပဲကြော်မလို့လုံနေတယ်ကျွန်တော်အနောက်ဆုံးမှဖြစ်နေတယ်အဲ့မှာကျွန်တော်တို့အခွင့်ရဘုနာကျွန်တော်အချင်းကြီးအခွင့်ရတောင်းခဲ့တဲ့စပယ်ရာကိုပဲကျွန်တော်တစ်ချိန်နဲ့တော့အခွင့်ရတောင်းပါတယ်အကိုရတစည်းလောက်ဆိုတော့အဲ့စပယ်ရာကျွန်တော်လုံးဝ လှည့်မကြည့်ပါဘူးရမယ်ရမယ်ဘသူလိုက်မလဲဘသူလိုက်မလဲလိုက်ချင်တက်ကားချောင်းတယ်ကျွန်တော်လှည့်မကြည့်တော့ပါဘူးစဉ်းစားကြည့်ပါကျွန်တော်ဒီလမ်းလေးတစ်ခုမှာတော့သူ့အချင်းကြီးအခွင့်အရေးပေးခဲ့တယ်ကျွန်တော်ရတဲ့အခွင့်အရေးမှန်သမျှသူ့ကြောသွားပါကြောသွားပါသွားပါခွင့်ရပြီကြည့်တယ်။ तू အခွင့်ရတဲ့ချိန်မှရ။အဲ့ဒါ ူကျွန်တော်ခွင့်မပေးဘူးသူမသိချင်အောင်ဆောင်းတယ်ဆိုကြပါတော့ကျွန်တော်တို့ကဒီတိုင်းပြောနေလို့ရှိရင်ဘာမှသူဆမ်းမမဟုတ်ပါဘူးအဲ့ဒီစပယ်ရလို့လူမျိုးသားနိုင်ငံတော်မှာလူကြီးတနေရာရရလို့ရတော့ဘသူမှခွင့်ပေးမှာမဟုတ်ပါဘူးနေရာလဲဖယ်ပြီးမှမဟုတ်ပါဘူး လောကမှာကျွန်တော်နားလေရတဲ့လူနှမျိုးပဲရှိပါတယ်လူကောင်းနဲ့လူဆိုးပါလူကောင်းဆိုတာအရာရောညှို့လင်းထားတယ်ကိုယ်စိတ်ထဲမှာညှို့လင်းချက်တွေအများကြီးရှိနေတယ်လူကောင်းမျိုးပါပဲလူဆိုးတစ်မျိုးခဏတော့လို့ပေါ့အခွင့်အရေးယူမယ်ပြီးရင်သူမြောင်းကိုအခွင့်အရေးပြန်မပေးဘူးဆိုတဲ့လူဆိုးမျိုးပါပဲဆိုကြပါတော့လူကောင်းဆိုတာကိုယ့်ဘာသာကိုယ်ကောင်းတယ် ကိုတယောက်တည်းအတွက်ကောင်းတယ်ကိုပတ်ဝန်းကျင်အတွက်ကောင်းတယ်ကိုမိသားစုအတွက်ကောင်းတယ်လူကောင်းပါတယ်အမျိုးမျိုးရှိပါတယ်ကိုနိုင်ငံတော်အတွက်ကောင်းတယ်လူကောင်းပါလူဆိုးဆိုတာရှင်းပါအဲ့တိုင်းပါပဲလူဆိုးမှလည်းအမျိုးမျိုးရှိပါတယ်ကိုကိုကိုဆိုးတယ်ကိုမိသားစုကိုဆိုးတယ်ကိုပတ်ဝန်းကျင်ကိုဆိုးတယ်ကိုနိုင်ငံကိုဆိုးနေတယ်လူဆိုးပါလူနှမျိုးပဲရှိပါတယ် အခုဒီမှာလာနားထောင်နေတဲ့ပရိသတ်ကျွန်တော်တို့လည်းအချိန်ပြင်မြောင်ဆရာကျွန်တော်တို့လည်းလာတဲ့အချိန်တအားနောက်ကျတဲ့အတွက်ကျွန်တော်အနေနဲ့လည်းအများကြီးမပြောချင်ပါဘူးကိုကိုကိုကောင်းတဲ့လူကောင်းကိုမိသားစုကိုကောင်းတဲ့လူကောင်းကိုပတ်ဝန်းကျင်ကောင်းတဲ့လူကောင်းကိုနိုင်ငံကိုကောင်းတဲ့လူကောင်းလေးတွေဖြစ်ပါလေကိုကိုကိုဆိုးတဲ့လူဆိုကိုပတ်ဝန်းကျင်ကိုဆိုးတဲ့လူဆိုကိုမိသားစုကိုဆိုးတဲ့လူဆိုကိုနိုင်ငံတော့ ်ဆိုးတဲ့လူစုတွေမဖြစ်ပါသေးဘူး။လောကမှာအရာလေးမျိုးပဲရှိပါတယ်။အေးအေးမြဆိုတာမေတ္တာပါပဲ။မေတ္တာသည်အေးရာဃသည်အပူရက်အမြင့်ဒီမာနအရှိသည်တန်တရာ။တန်တရာဘယ်လောက်ရှိလဲကျွန်တော်တို့မသိပါဘူး။မေတ္တာတရားအေးမြတယ်ဆိုတာလူတိုင်းသိပါတယ်။ရာဃပူလောင်းတဲ့လူကျင်တာလူတာထက်ကိုပူပိုင်ဆိုင်ခြင်းကြရတယ်ဆိုတာလူတိုင်းသိပါတယ်။အသက်ကပင်စင်ယူပြီး အလုတ်ကပင်စင်မယူသေးဘူးဘာလို့လဲဆိုတော့ပိုင်ဆိုင်စရာအများကြီးကြံသေးတယ်အဲ့တော့ငါပင်စင်မယူနိုင်သေးဘူးအဲ့လိုမျိုးတွေလည်းအများကြီးရှိပါအမြင့်သည်မာနမာနဘလောက်မာနထပ်ဖို့မြင့်သွားရင်ဘဝင်ဖြစ်သွားပါတယ်ဘဝင်မြင့်သွားတယ်ဘဝင်မြင့်သွားတဲ့ဆိုတာကတော့လူတိုင်းသိပါတယ်အစီအစီတန်တရားတန်တရားဘလောက်စီလဲကျွန်တော်တို့မသိပါဘူးတန်တရားခီးဘလောက်ကျွန်တော်တို့ခီး ရှောက်ပြီးပြီလည်းမသိပါဘူးရှင်းဘဝကျွန်တော်တို့ကုသိုလ်ဘာလုပ်ခဲ့လဲမသိဘူးနောက်ဘဝမှာကျွန်တော်တို့ဒီတန်တရာခီးဘယ်လောက်ရှောက်အောင်မသိဘူးဒါပေမဲ့ကျွန်တော်တို့သိတာကတော့ဒီနေ့မှာကျွန်တော်တို့ရှောက်နေတာတန်တရာခီးပါဘူးတနေ့ကြော်ဝါအသက်ပြည့်ကြီးသွားတာနဲ့ကျွန်တော်တို့တန်တရာခီးကိုတည့်ရရှောက်ပြီးသားဖြစ်သွားတန်တရာခီးနည်းနည်းလေးတူသွားပါတယ်အဲ့တော့နေ့စဉ်ရှောက်နေရတဲ့တန်တရာခီးမှာကျွန်တော်တို့ကဘာဖြစ်လို့ ညာကပန်းဆန်လုံမှုတွေ ਨੇ ဘာဖြစ်လို့ချီနောင်နေကြမှာလဲကျွန်တော်တို့မေတ္တာတရား ਨੇ ဘာလို့မနေနိုင်ကြမှာဘာဖြစ်လို့အမြင့်ဉာဏ်ဘာဖြစ်လို့ဘဝင်နေမြင့်နေကြမှာလဲပန်းဆန်လုံမှုဆိုတာဘာမှမဟုတ်ပါဘူးကျွန်တော်တို့အလုံးမေတ္တာတရား ਨੇ နေလို့ရှင်တော့ပို့ပြီးတော့ကောင်းတဲ့ဘဝကြီးဖြစ်မှာပါအဲ့တော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့အလုံးကမေတ္တာတရား ਨੇ နေတာတော့ပို့ပြီးတော့အေးကြမှာပါပန်းဆန်လုံမှုတွေအလုံးတွေ ထားလိုက်ပါခဏတော့လို့ကျင်းလေးထဲမှာပဲရှင်းတမ်းမနေပါနဲ့အပြင်ဝင်ထွက်ကြည့်ပါကျွန်တော်တို့မှာကြီးစရာအများကြီးရှိပါတယ်ကျွန်တော်တို့အခုပွင့်လင်းတဲ့ခစ်ဖြစ်တဲ့အတွက်အလိုချင်းအပြင်ဘက်ကိုထွက်ကြည့်ပါအဲ့ဒါကိုလေဘုရားဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်မြစ်တာတရားနဲ့ကြည့်ပေးကြပါကျွန်တော်တို့အလုံးမြစ်တာတရားနဲ့ကြည့်မှဆိုရင်အလုံးအတွက်အေးချမ်းမှလို့ထင်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်တာတော့ဘလောက်ပါလဲကျေးဇူးတင်ပါတယ်